င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင့်တန်ကြားရဲ့နေ့လယ်2နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုရှုစားမှာပါရှင်။ရခိုင်ပြည်နယ်အတွင်းမှာမပြည့်ပြတ်သေးတဲ့တိုက်ပွဲတွေအကန့်အသတ်နဲ့ဆောင်ရွက်နေချိန်မှာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကိုပြည်ပထွက်ဖို့အတွက်တားမြစ်လိုက်တယ်လို့အာရခတပ်တော် AA ကမေလ22ရက်နေ့ကထုတ်ပြန်ပါတယ်။ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ National Defense Emergency Provision NDEP ကို2025ခုနှစ်မတ်လ16ရက်နေ့မှာစတင်ပြဋ္ဌာန်းပြီးတဲ့နောက်ရခိုင်ပြည်နယ်ကလူငယ်တချို့အရေးပေါ်ပြဋ္ဌာန်းချက်ကိုတေချာစွာနားမလည်ပဲတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းနေတာကိုတွေ့လာရတယ်လို့ AA ကပြောပါတယ်။တိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွဲပြီးထွက်ပြေးဖို့ကြိုးပမ်းနေတဲ့လူငယ်တွေကိုတားမြစ်ဖို့အတွက်အချက်လေးနဲ့လူငယ်တွေ ရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာတာကိုတားမြစ်လိုက်တာပါအရခပြည်သူ့ကျန်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်စိုးရင်ရတဲ့လူနာတွေကနေလွဲပြီးတော့အမျိုးသားဆိုရင်အသက်18နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်တော့အသက်18နှစ်ကနေ25နှစ်အထိရှိတဲ့သူတွေကိုပြည်내ပြင်ပကိုသွားလာခွင့်မပြုဘဲလက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးတဲ့အထိတားမြစ်ထားကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ အေယာဝီတိုင်းပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကစံဆက်လုပ်ငန်းရှင်တွေနဲ့မြို့ပေါ်ကလုပ်ငန်းရှင်တွေကိုခေါ်ယူပြီးစစ်ပေးရှောင်တွေလှူဒန်းဖို့စံအိတ်မဟုတ်ရင်စံအိတ်ဖိုးငွေတောင်းယူနေတယ်လို့ပသိမ်မြို့မှာရှိတဲ့လုပ်ငန်းရှင်တချို့ဆီကနေသိရပါဗျ။စံဆက်လုပ်ငန်းရှင်တွေရဲ့စံအိတ်တွေနဲ့အေယာဝီတိုင်းဝန်ကြီးချုပ်တင်မာဝင်းကမျိုးတွေကိုလှက်ပတ်ပြီးစစ်ကောင်စီကလှူဒန်းတဲ့ပုံစံနဲ့စစ်ပေးရှောင်တွေကိုစံလှူဒန်းနေတယ်လို့ဆိုပါတယ်။ အမိမဖော်လိုတဲ့လုပ်ငန်းရှင်တယောက်ကိုမေးမြန်းရမှာတော့ဒါကသူတို့လုပ်နေရဖြစ်ပြီးဘာပွဲလုပ်လို့လုပ်ငန်းရှင်နေစီကတောင်းယူကြောင်းနဲ့အခုလည်းအစင်ပြင်းရင်ပြေတယ်လို့ဆန်အိတ်တွေဝယ်ပေးပါဆိုပြီးအ ਨੇ ဆုံးလုပ်ငန်းရှင်တအူးကို9သိန်းကနေ7သိန်း90ဖို့ထိဆန်အိတ်ဝယ်ခိုင်းတာကြောင့်ဆန်အိတ်ဝယ်မပေးရင်ဆန်အိတ်အစာငွေပေးရတယ်လို့ပြောပါတယ် စစ်ကောင်စီတပ်က4ကားရီနဲ့ဆန်8တွေကိုတည်ယူနေတာဒီကနေ့မေလ23ရက်နေ့အထိ3ရက်ရှိပြီဖြစ်ပြီးဘေကနေတည်ယူလာတယ်ဆိုတာကိုတော့မသိရပေမဲ့နေတိုင်းလိုလိုအခောက်ရင်မနေဘူးလို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးရမြို့ခန်နေစီကနေသိရပါတယ်ရှင်အနာဒိစစ်ကောင်ဆောင်ဟာရွေးကောက်ပွဲအထမမြောက်မှာကိုစိုးရိမ်နေပုံရတယ်လို့နိုင်ငံရေးအတိုင်းဝန်ကပြောဆိုပါတယ်အောင်သူပေးပို့ထားတာပါရှင် အနာဒိစကောင်းဆောင်ကပြီးခဲ့တဲ့ရပိုင်ကတင်မခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်85ပုံမှန်128နဲ့ပုံမှန်155တို့အရာဖြစ်တော်ကိုယ်စားလှယ်၃ပုံတပုံတက်ရင်တော့ရွေးကောက်ပွဲအထမြောက်နိုင်တယ်လို့ပြောဆိုလာတဲ့အပေါ်အခုလိုတုံ့တက်ကြတာပါတနင်္ဂနွေလုံးမှာတိုက်ပွဲတွေပြင်းထန်နေပြီးဆုံးရှုံးနေမြေများလာတဲ့အနာဒိစကောင်စီအနေနဲ့ရွေးကောက်ပွဲကိုအကန့်အသတ်နဲ့ကျင်းပရတော့မယ့်အခြေအနေမှာ စစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲဟာအထားမြောက်မှာမဟုတ်ဘူးလို့ပြောဆိုတဲ့နေထွက်လာခြင်းစစ်ကောင်ဆောင်ကအခုလိုထုတ်ဖော်ပြောဆိုလာတာပါအခုအနာသိစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အတိအမှတ်ပြုမှုနဲ့လုံလုံရေးအပေါ်မှာအနာသိစစ်ကောင်ဆောင်အနေနဲ့စိုးရိမ်နေတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဘက်ကလည်းစိုးရိမ်ချက်တွေရှိနေတယ်လို့ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ်အဲစိုးရိမ်ပူပါမှုတွေကတော့အားလုံးကရှိကြပါတယ် ဟိုကျွန်တော်ထင်ပါတယ်ကာကြုတ်ကြီးကိုယ်တိုင်လည်းရှိပါလိမ့်မယ်ဒီအစိုးရဘက်ဝင်လုပ်နေကြတဲ့ဝင်ကြီးတွေရောဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်တွေရောရှိကြပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံရေးပါတီခေါင်းဆောင်တွေလည်းပဲရှိပါတယ်အဲပါတီဝင်တွေကိုယ်တိုင်လည်းပဲကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာပြောရဲဆိုတဲ့စကားတွေကိုကျွန်တော်တို့နားထောင်ကြည့်တော့လဲအဲစိုးရင်ပြူပါမှုတွေရှိပါတယ်ပြည်သူတွေလည်းရှိပါတယ်ခုနပြောသလိုပေါ့နော်ဒီစိုးရင်ပြူပါမှုရှိတာကလည်းရှိတာတဲ့ကြောင်းပေါ့ဗျာအဲ့ဒီမှာပန်းနေရပါလဲဆိုတော့လွှတ်တော်ခေါ်ဖို့ ਨੇ ယူကောက်ခံအစိုးရကိုကျွန်တော်တို့ကခေါ်ဆောင်ဖို့ပေါ့နော်ဒီဂျစ်တယ်တမစီလည်းဖြစ်မဲ့ယူကောက်ဝဲလည်းဖြစ်လာမယ်ယူကောက်တင်ယောက်ခံအစိုးရလည်းဖြစ်လာမယ်ဆိုတဲ့အနေအထားကိုဥတည်ပြီးတော့မှကျွန်တော်တို့ကယူကောက်ဝဲတွေကိုကျင်းပရတာဟုတ်အဲ့တော့ကျွန်တော်တို့ကယူကောက်ဝဲကျင်းပတဲ့ရည်ရွယ်ချက်ကအဲ့ဒီရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုနံပါတ်၈ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့သူတို့ဘက်ကအခုလိုမျိုးစပြောလာတယ်လို့အဲ့လိုပဲကျွန်တော်တို့သုံးသပ်ပါတယ်ဗျအနာသိစ်ကောင်းဆောင်ဟာရွေးကောက်ပွဲအထမြောက်ဖို့ လစ်တော်ခွန်နိုင်တဲ့ဆိုပြီးရင်ညွန်းတဲ့ပုံမှန်တွေဟာရုပ်ောက်ပွဲကျင်းပပြီးလို့ပထမဦးဆုံးအကြိမ်လစ်တော်ခေါ်တဲ့အခါမှာအဲ့ဒီလစ်တော်အစည်းအဝေးတွေကိုလစ်တော်ကိုယ်စားလှယ်အားလုံးရဲ့ထက်ဝက်ကျော်တက်ရောက်မှအထမြောက်တယ်လို့ဖော်ပြထားပြီးတကယ်လို့အဲ့ဒီကိုယ်စားလှယ်ဥယျာဉ်မတက်နိုင်ရင် အထမမြောက်တာကြောင့်အစည်းအဝေးကိုရွှေ့ဆိုင်းရမှာပါဒါပေမဲ့လစ်တော်ကိုဒုရီယာအကြိမ်ပြန်ခေါ်လာတဲ့အခါမှာတော့လစ်တော်ကိုယ်စားလှယ်အနည်းဆုံးသုံးပုံတစ်ပုံတက်ရင်အထမြောက်တယ်လို့ဖော်ပြထားတာကြောင့် အဲ့ဒီအရေးအတွက်ဟာစစ်တပ်ကရယူထားတဲ့တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့လက်ရှိစစ်တပ်ကကျင်းပဖို့ရထားတဲ့မဲဆန္ဒနဲ့အရေးအတွက်နဲ့ပေါင်းရင်ပြည့်မီတာကြောင့်အခုလိုရည်ညွှန်းပြောဆိုလာတာဖြစ်ပါလေအဲ့ဒီအပြင်စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပြင်ဆင်နေတဲ့ရွေးကောက်ပွဲစနစ်နဲ့အီလက်ထရောနစ်မဲပေးတဲ့စနစ်ဟာ တနင်္ဂနွေလုံးမှာစစ်ဖြစ်နေခဲ့ရင်တော့ရွေးကောက်ပွဲကျင်းပလို့ရနိုင်ပြီးမဲပေးမဲ့သူတယောက်ပဲရှိရင်လည်းရွေးကောက်ပွဲကအထောက်မြောက်တယ်လို့ပြောပါတယ်။ဒီအချက်ကိုကြည့်ခြင်းအဖြစ်အာနာသိန်းစစ်ကောင်စီဟာဒီလိုချင်းအာနာသိန်းတတန်းပြည့်ရင်ရွေးကောက်ပွဲကိုကျင်းပဖို့ကာလုံကူအာနာပြန်လွှဲပြီးဂျားပြက်အစိုးရတကယ့်ကိုဖွဲ့ကရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လှုပ်လာနိုင်တယ်လို့နိုင်ငံရေးလှိလသုံးသက်သူဦးရှိန်ထွန်းကပြောဆိုပါတယ်။၂၀၁၈ခုနှစ်ဥပဒေထိုင်းမှာကအာ ခရစ်တော်အမတ်မဲ့ဘလောက်ရအနိုင်ရပါလဲဆိုတဲ့ဟာလည်းမရှိဘူး။နောက်လူဦးရေမြမပြည်မှာရှိတဲ့လူဦးရေအားလုံးကတန်းပေါင်းဘလောက်ကနေရေကောက်ပွဲမဲထဲမှာထမြောက်တယ်ဆိုတော့လေဟိုတန်းတထိုင်ဦးကြီးမရှိဘူးရေကောက်ပွဲဦးကြီးထဲမှာလည်းမရှိဘူး။နောက်ဂုံဂုံပြောရင်ခရစ်တော်အမတ်တယောက်ကဘယ်သူမှမဲမထဲတော့သူကိုယ်တိုင်ထဲတဲ့မဲနဲ့အမတ်ချစ်လူရတဲ့အနေထားမျိုးဒီဟာပုံဖော်ဖန်တီးတဲ့အခါမှာဟိုဘလို့ပဲကန့်ကွက်ကန့်ကွက်ဟိုဟာကို အထမြောင်လုပ်လို့ရတယ်နီးလန်းတဲ့အရာကြီးရှိတယ်နှစ်ထောင်ချစ်ဖော်စည်းပုံဘောင်းအတွင်းကနေပစားလို့ရတယ်ဆိုတော့မြေမောင်းထိုးပြလိုက်တာပဲရေကောက်ပွဲကတော့ကိုအောင်သူဒီပုံမလင်းတို့လို့ရှင်တော့မရမကတော့ဟိုမချစ်ချအောင်တော့လုပ်တော့မှာတော်တော်မှ25ရာခိုင်နှုန်းရှိထားပြီးသားဆို26ရာခိုင်နှုန်းအတွက်ပဲသူကကွက်ပြီးတော့မှလုပ်လို့ရတဲ့နေရာလေးတော့ကွက်ပြီးလုပ်တော့မှာအနာဒေးစကောင်စီရဲ့ရေကောက်ပွဲကော်မရှင်ဟာမဲဆန္ဒနဲ့တရားသူစင်မှာရေကောက်ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေပြီးအဲ့ဒီရေကောက်ပွဲကိုဝင်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ54ပါတီကိုပါတီနှစ်ပုံတင်ထုတ်ပေးပြီးဖြစ်တယ်လို့အစ်တထမှန်လျှောက်ထားတဲ့ပါတီ20ကျော်ကလည်းစစ်ဆေးဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာတနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်တာရပွင်ကျေးရအုပ်စုကြောက်တောင်ကျေးရကိုမေလ22ရက်နေ့မွန်လွဲ12နာရီခွဲလောက်ကစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်မှု၃ချိန်လုံဆောင်ခဲ့ပြီးအရဲသားပြည်သူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဒေသခံပြည်သူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် Wi-Fi တင်တွေပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကအကြောင်းမဲ့ဘုံလာကျဲနေချိန်မှာရွာသားတွေကလုံခြုံတဲ့နေရာကိုပြေးပုန်းတာကြောင့်ပြည်သူတွေထိခိုက်မှုမရှိကြောင်းနဲ့တစ်ခါကျရင်၃လုံးလောက်ရှိပြီးတစ်ခါကျဲပြီးတိုင်းမှာအပေါ်မှာပြန်ဝဲပြီးတော့ထက်ကျဲကြောင်းတုံးငင်ကျဲပြရနဲ့ Wi-Fi နဲ့ရမ်းဖြစ်ခဲ့ကြောင်းစစ်ကောင်စီကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဘေးကရင်တရင်တုံရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရရှင်။ ပဲခူးတိုင်းတောင်ကူမြို့နယ်ကျုံကုန်းကျေးရွာမှာအသက်၁၆နှစ်အရွယ်ကိုရန်ကျောင်းသူကိုမရင်းကျင်ပြီးတပ်ဖြတ်ခဲ့တဲ့အမျိုးသား၂ယောက်ကိုမေလ၂၂ရက်နေ့ကတောင်ကူခရိုင်တရားရုံးကတေးတန်ကျုံးမိတ်ပေးလိုက်ပါတယ်။မနေ့ကတောင်ကူခရိုင်တရားရုံးကနေတရားခံတန်းထိုင်အောင်ခေါ်တာပုနဲ့စီတူနိုင်ခေါ်မှဲ့ကြီးတို့ကိုရသသက်ကြီးပုံမှာ302ဂါငယ်34အရစစ်ဆေးပြီးမတိမချင်းကြိုးကွင်းဆွတ်တက်ဖို့အတွက်အမိန့်ချခဲ့တယ်လို့တရားရုံးနဲ့နှိဆက်သူတွေစီကနေသိရှိရပါတယ် မတ်လ19ရက်နေ့ကတောင်ကုန်းမြို့နယ်ဂျုံကုန်းချေးရွာမြောက်ပိုင်းမှာမိဘတွေအလုတ်သွားနေတော့အိမ်မှာကြံရစ်ခဲ့တဲ့အသက်16နှစ်အရွယ်ကိုရန်ចောင်းသူကိုတရွာရဲနေအမျိုးသားနှစ်ယောက်ကအာရမပြုကျင့်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်တေဆုံးသွားတဲ့ចောင်းသူကလိမ္မာရင်ကျေးပြီးတော့ပညာရေးနဲ့ထူးချွန်ကမိဘတွေအပေါ်မှာတိတက်တက်သူဖြစ်တာကြောင့်ရွာခန့်နေနဲ့မြို့ခန့်နေပေါင်းပြီးပြစ်မှုကျူးလွန်သူနှစ်ယောက်ကိုထိရောက်တဲ့ပြစ်ဒဏ်ချရေးအတွက်ကြိုးပမ်းခဲ့ကြပါတယ်ရှင် လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မြောက်ကိုရီးယားအခုသတင်းပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့စစ်သင်္ဘောတစ်ရေချပွဲကမတော်တဆဖြစ်ရတဲ့ပတ်သက်ပြီးတော့အလုံးစုံစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တဲ့အကြောင်းနိုင်ငံပိုင်မီဒီယာ KCN တွေကမေလ23ရက်နေ့တောက်ကြနေမှာအစီရင်ခံထားပါဗျ။မေလ21ရက်နေ့ဗုဒ္ဓဖူးနေ့ဟာနိုင်ငံအရှိမြောက်ပိုင်းမှာရှိတဲ့ ချောင်းချင်းတင်မောချင်းမှာတန်းချင်း9000ရှိဖြတ်တင်မောကိုရေထဲစတင်ချချိန်မှာ မတော်တဆဟန်ချက်ပြတ်သွားပြီးစစ်တင်မောရဲ့အောက်ခြေအပိုင်းနဲ့ကျိမွသွားတာဖြစ်တဲ့အကြောင်းပြုံရန်ကပြောကြားထားပါတယ်။အတွင်းမိုင်းစစ်စီရဲ့အရာတော်စစ်တင်မောရဲ့အောက်ခြေမှာဘာအပေါက်မှမတွေ့ရပေမဲ့တင်မောရဲ့ကိုယ်ထဲညာဘက်ချမ်းမှာချက်ရများရှိတာကိုတွေ့ရကြောင်းနဲ့ပင်လယ်ရာကဲဆယ်ရေးလမ်းကြောင်းကနေတဆင့်ပဲ့ပိုင်းကိုစီးဝင်လာတဲ့အကြောင်းကိုအစီရင်ခံထားတာတွေ့ရပါတယ်။ ပြည့်စည်အတိုင်းတာကတော့မစိုးရင်ရာကြောင့်ねမတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့တာဝန်ရှိသူတွေကိုရှာဖွေဖို့ညွှန်ကြားထားတယ်လို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။အဲ့ဒီမတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရသူဒါမှမဟုတ်သေဆုံးမှုမရှိကြောင်းလည်းသိရပါပါရှင်။ ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာတော့မေလ22ရက်နေ့ကအရက်ဖက်လေရင်ငယ်တစည်းပြတ်ကျမှုကြောင့်နှစ်ဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်းဒေသဆိုင်ရာတာဝန်ရှိသူတွေကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တာဝန်ရှိသူတွေကဒေသစံတော်ချိန်မနက်6နာရီမထိုးခင်မှာပဲအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိခဲ့ကြပြီးနေအိမ်တစ်လုံးနဲ့မော်တော်ကားအများအပြားမီးလောင်နေရာကိုမြင်တွေ့ခဲ့ရကြောင်းဆန်ဒီယေဂိုမီးတပ်နဲ့ကယ်ဆယ်ရေးဌာနမှလက်ထောက်ကောင်ဆောင်ဒန်အက်တီကပြောပါတယ်။ အနီးနားမှာရှိတဲ့ဒေသခံတွေကိုသူတို့ရဲ့နေအိမ်တွေကနေလည်းပြောင်းရွှေ့ပေးခဲ့ပါတယ်။အာနာပိုင်တွေရောက်ရှိလာချိန်မှာအဲ့ဒီ area မှာမြူတွေထူနေတယ်လို့လည်းပြောဆိုထားပါတယ်။အဲ့ဒီမှာဓာတ်အားတစ်လိုင်းပြတ်တောက်မှုတွေဖြစ်ပြီးအမျိုးသားတည်ယူပို့ဆောင်ရေးဘေကင်းဘုတ်အဖွဲ့နဲ့ Federal လေကြောင်းစီမံခန့်ခွဲရေးဌာနကစုံစမ်းစစ်ဆေးမှုတွေကစုံစမ်းစစ်ဆေးတော့မယ်ဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးအားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပေါ်လုံးကလောင်ရှင်တွေကချင်းမြင့်တဲ့တနစ်တာပရီးမီးယားလိအကောင်းဆုံးကစားသမားစုကိုလီဗာပူးတိုက်စစ်ကစားသမားမိုဟာမက်ဆာလာကဆုခူသွားပါတယ်။ဒီစုကို၃ချိန်မြောက်ရရှိခဲ့တဲ့ဆာလာအာဆင်နယ်ကန်နဝင်တီယာရီအွန်နရီရဲ့စံချိန်ကို လိုက်မိသွားပါတယ်။ အဲ့ဒီဆုကိုရနိုင်ခဲ့တာကအတိတ်ပဲအများကြီးရှိပြီးတော့ကနဝင်ကစားသမားကြီးတွေနဲ့အတူရယူနိုင်ခဲ့တာဂုံယူစရာဖြစ်ကြောင်းဆာလာကစုလက်ခံရယူပြီးမှပြောသွားပါတယ်။လီဗာပူးအသင်းမှာဆက်ရှိနေမှာဖြစ်တယ်လို့အသင်းနဲ့အတူသမိုင်းတစ်တွေလည်းရေးထိုးခြင်းပြီးချန်ပီယံလိမ့်နဲ့ပရီးမီးယားလိဆုဖလားတွေကိုလည်းထပ်မံရယူသွားခြင်းသွားခြင်းတဲ့အကြောင်းကိုဆာလာက ပြောသွားပါတယ်။ဆာလာပွဲစဉ်38အပီးမှာတော့ twin goal နဲ့ goal ဖန်တီးမှုစုစုပေါင်း46ချိန်အထိပြုတ်လောက်ထားပြီး ပယ်လစ်နဲ့နောက်ဆုံးပွဲမှာဂိုးပါဝင်ပတ်သက်မှု2ကြိမ်ရရှိမယ်ဆိုရင်တော့ Andy Goes နဲ့ Alan Shearer တို့ရဲ့58ကြိမ်စံချိန်ကိုကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ FWA ကချင်းမြင့်တဲ့တနစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားစုကိုတော့ Arsenal နဲ့တိုက်စစ်ကစားသမား Alexia Russo ကရရှိသွားပါရဲ့ရှင်။ ဒီ VV ရောင်းမြင့်တန်ကြားရဲ့နေ့လယ်2နာရီချိန်သတင်းတွေကိုတားရဲကြည့်ရှုခဲ့ရတာပါ။ညနေ4နာရီချိန်မှာလည်းထပ်မံရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်တီပါ။